KIOKIA ထိန်းချုပ်နယ်မြေမှာတရုတ်မြန်မာနယ်စပ်နှစ်ခုနဲ့၎င်းတို့လက်ရှိထိန်းချုပ်ထားတဲ့နယ်မြေတို့မှာတရုတ်မြန်မာနယ်စပ်ဂိတ်နှစ်ခုတို့ကိုအော်တိုဘာလ25ရက်နေ့မှာစတင်အောင်တရုတ်ဘက်မှတရားဝင်ပြန်လည်တွားခွင့်ပြုထားတယ်လို့နယ်စပ်ကုန်တွယ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။ ပွင့်လင်းရသည်ဖြစ်လာတဲ့အလျောင်းကုန်တွယ်ရေးကဏ္ဍများပုံမဆောင်ရွက်လာနိုင်ရန်တရုတ်နှင့် KIO KIO အဖွဲ့ကြောင့်ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ပြီးတရုတ်ဘက်မှဆော့လို့ရေးတုံးပစ္စည်းများအပြင်လူတုံးကုန်ပစ္စည်းများစတင်ဝင်ရောက်လာပြီးဖြစ်ကြောင်းမြန်မာဘက်မှလည်းငပြောတန်နေအခြားကုန်ပစ္စည်းများကိုတင်ပို့ခွင့်ရပြီဖြစ်တယ်လို့နေဆက်ကုန်တွယ်ရေးလုပ်ငန်းရှင်တို့ကဆိုပါတယ်ရှိရတွေကလည်းတရားဝင်ခွင့်ပြုမိမထုတ်ပဲပြည်တွင်းလိုအပ်ချက်အရလူသုံးကုန်ပစ္စည်းတွေကိုညှိနှိုင်းတင်ပို့နေခဲ့ရတယ် အခုကတော့တရုတ်ဘက်ကနေတရားဝင်အမိန့်ထုတ်ပြီးဖြတ်တန်းသွားလောက်ခွင့်ပြုလိုက်ပြီးအခုဆိုရင်တော့ကုံရောလူရောပါသွားလောက်ခွင့်ရပြီးလွတ်လွတ်လပ်လပ်သွားလောက်ခွင့်တော့မဟုတ်သေးဘူးစစ်ဆေးမှုတွေကတော့အရင်ကထက်ပိုပြီးတင်းကျပ်လာတယ်လို့သူကဆိုပါတယ် ပြီးခဲ့တဲ့2024ခုနှစ်မှာစတင်ကနေဆက်ကုံတွယ်ရေးစခန်းများအနီးတိုက်ပွဲများဖြစ်ပွားမှုကြောင့်တရုတ်ဘက်မှ ကုံတွယ်မှုများကိုယာယီရပ်နာထားပြီးယခုနှစ်အောက်တိုဘာလ25ရက်နေ့မှာစတင်ကလွေကျိတ်၊လိုင်ဇာ၊မိုက်ဂျာရန်နဲ့ကမ်ပိုင်ဒီဂိတ်များကိုပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တရုတ်ဘက်မှတရားဝင်ခွင့်ပြုလိုက်တော့လဲကုန်ပစ္စည်းတင်ပို့မှုများမှာနေဆက်ဖြတ်တန်းသွားလာခွင့်အထောက်အထားမပါရှိပါကဖမ်းဆီးမှုများပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ကုံတွယ်ရေးလမ်းကြောင်းတွေကတော့အရင်လိုမောင်းခိုတွင်းရတာမဟုတ်တော့ဘူးလူရောကုံပါအာလုံးသွာလာခွင့်ပြုတယ်ဒါပေမဲ့ကန့်သက်ချက်တွေတော့ရှိတယ်လို့ကြားတယ်အဓိကကတော့နေဆက်ဖြတ်တန်းသွာလာခွင့်အထောက်ထား export earning လိုမျိုးမပါရင်တော့ဖမ်းဆီးမယ်လို့ကြားတယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်ဒါအပြင်နေဆက်ကုံတွဲရေးကိများပြန်လည်ဖွင့်လှစ်ပြီးဖြစ်တော့လေဝိုင်းမော်နဲ့ပမော်ဘက်များမှာတိုက်ပွဲဖြစ်ပွားနေမှုကြောင့်လွေကျန်တဲ့ကမ်ပိုင်ဒီကိများမှာကုတန်သွားလာရသည်မှာအခက်အခဲများရှိနိုင်တယ်လို့သိရပါတယ်